ားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အော်တိုဘာလ28ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့တိုင်ဖုန်းမုန်တိုင်းမွန်တာရဲ့သတင်းတူးအခြေအနေတွေကိုတင်ဆက်ပေးသွားပါမယ်မုန်တိုင်းမွန်တာကမြန်မာပြည်ဘက်ကိုဥတီရွေရှားမှာမဟုတ်ကြောင်းတင်ပြခဲ့ပြီးမုန်တိုင်းကြောင့်မြန်မာပြည်ရင်းနေရာအနှံပြားမိုးရွာနိုင်တော့လဲမိုးများနိုင်မှာမဟုတ်ကြောင်းခေတ္တများမိုးသည်ထန်နိုင်တဲ့နေရာဒေသအချို့တော့ရှိနိုင်ကြောင်းလဲတင်ချပုံစံပြုမော်ဒယ်များရဲ့ကြိုတင်ခန့်မှန်းချက်များအရာတင်ပြခဲ့ပြီးဖြစ်ပါတယ် အော်တိုဘားလာ29ရက်နေ့မုံတိုင်းမွန်သာကုန်းတွင်းကိုဖျက်ကျော်ဝင်ရောက်ပြီးတဲ့နောက်ကုန်းတွင်အိန္ဒိယနိုင်ငံတွင်းမှာမြောက်ဘက်ကိုကုန်းတွင်းလေဖျားနဲ့ရပ်ဝန်းဖြင့်ဆက်လက်ရွေ့ရှားပြီးအနောက်ဘင်္ဂလားပင်လယ်ပြင်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးအထိရောက်ရှိနိုင်ကြောင်း ECMWF truck ကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရပါတယ်။နိုဝင်ဘာလ1ရက်နေ့နှစ်ရက်နောက်ပိုင်းမုံတိုင်းမွန်သာရဲ့အကျွင်းကျန်များနဲ့ကပလီပင်လယ်တောင်ပိုင်းမှာအသစ်ထမှန်ဖြစ်ပေါ်လာနိုင်တဲ့လေပွေလှိုင်းတို့ရဲ့အရှိန်တွေကြောင့်နောက်လာမယ့်9ရက်တွင်ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီး တနင်္သာရီတိုင်းဒေသကြီးမွန်ပြည်နယ်ချင်းပြည်နယ်ပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာ9ရက်တွင်မိုးရေချိန်တစ်လက်မှအထက်မှ3လက်မှအထက်ထိမိုးအထင်တင်ရွာသွန်းနိုင်ပြီးနေရာကွက်ကြားခိတ္တမြမိုးသေးထန်နိုင်ပါတယ်။မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်စကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်နေပြည်တော်ကောင်စီနယ်မြေတွေမှာ9ရက်တွင်မိုးရေချိန်တစ်လက်မှအောက်သာရွာသွန်းနိုင်ပြီးမိုးနှဲနေတဲ့အကြောင်းခံမှန်းရပါတယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခံမှန်းထားပါတယ်။ အခုဆက်လက်ပြီးအော်တိုဘာလ28ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးသွားပါမယ်။ဘင်္ဂလားပင်လယ်အော်အချိန်တွေကတော့ယနေ့မြန်မာစံတော်ချိန်19:30နာရီချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့ဆိုင်ကလုန်းမုန်တိုင်းမွန်တာဟာအနောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ပြီးဆက်လက်တည်ရှိနေပါတယ်။အဆိုပါဆိုင်ကလုန်းမုန်တိုင်းမွန်တာဟာမြန်မာနိုင်ငံကိုကိုကျွန်းမြို့ရဲ့အနောက်အနောက်တောင်ဘက်ရေပိုင်း930မိုင်ခန့်အိန္ဒိယနိုင်ငံချင်းနိုင်မြို့ရဲ့ အရှိဘက်ရေမိုင်240မိုင်ခန့်ကာကီနာဒါမြို့ရဲ့အရှိတောင်ဘက်ရေမိုင်260မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။အဆိုပါဆိုင်ကလုန်းမုန်တိုင်းမွန်တာဟာမြောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီး28ရက်စေလ2025ရက်နေ့မှာအားကောင်းသောဆိုင်ကလုန်းမုန်တိုင်းဖြစ်သို့ရောက်ရှိနိုင်ကရင်းနေညာပိုင်းမှာအင်ဒရာပရာဒိရှ်ကမ်းခြေကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှိလေပိုင်းတို့မှာတိမ်အနေငယ်မှာတိမ်အထင်အင့်ဖြစ်ထွန်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်ထူထပ်နေပါတယ်။ မနက်ဖြန်နံနက်ထိခံမှန်းချက်ကတော့တနင်္သာရီတိုင်းဒေသကြီးမှာနေရစိတ်စိတ်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရာဝတီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရကျကျနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးပြည့်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေများကတော့အရာဝတီတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင့်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်ချောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း မိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။မြမပင်လယ်ပြင်မှာတော့မြေဝကျွန်းပေါ်ရခိုင်ကမ်းရန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြတဲ့ရေပြင်းပြင်းပြင်းလေးဟာတနာယီလျင်မိုင်30မှ35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြင့်မှာမြေဝကျွန်းပေါ်ရခိုင်ကမ်းရန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၉ဘီမှ၁၁ဘီခန့်ရှိနိုင်ပါတယ်။ ကြံမြမပင်လယ်ပြင်မှာလိုင်းအသင့်တင်ရှိပါမယ်။လိုင်းမြင်မှာမုဒ္ဓမောက်ကိုယ်မွန်တနင်္သာရီကံရုံတန်းတစ်လျှောက်နဲ့ကံလွန်ပင်လယ်ပြင်တို့မှာ6ပေမှ10ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်များကတော့တနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျမှနေရာဆိတ်ဆိတ်မိုးထစ်ချုံရွာနိုင်ပါတယ်။နေပြည်တော်နဲ့ညီတဝိုက်တွင်မနက်ဖြန်နံနက်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုန်း80ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ညီတဝိုက်တွင်မနက်ဖြန်နံနက်ထိခံမှန်းချက်ကတော့ နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံး80ဖြစ်ပါတယ်။မန္တလေးမြို့နယ်နီဒဝိုက်တွက်မနက်ဖြန်နနက်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံးပြည့်ဖြစ်ပါတယ်။အခုဆက်လက်ပြီးမြေရီအခြေအနေများကိုတင်ဆက်ပေးသွားပါမယ်။6နိုင်ခွဲချင်းတိုင်းထွာချက်အရမြေကြီးနားမြို့ရဲ့မြေရီဟာအနှုတ်9စင်တီမီတာလေးလက်မှခံထက်ကြပါတယ်။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ဟာ33.8ဒီဂရီဆယ်စီယပ်ရှိခဲ့ပြီး ။ယနေ့အနည်းဆုံးအပူချိန်ကတော့20.5ဒီဂရီဆယ်လ်ဆီယက်ဖြစ်ပါရခင်ဗျာ။မြေကြီးနားမြို့ရဲ့မြေဟာဆိုရင်ရေအမှတ်1200စင်တီမီတာသို့ရောက်ရှိဖို့အတွက်886စင်တီမီတာ29ဝေခန့်အလိုမှာရောက်ရှိနေပါတယ်။အေရော်ဒီမြေအထက်ပိုင်းမှာမိုးအားအနည်းငယ်ရှိနေပါတယ်။ရန်ဖန်ရန်ခါအေရော်ဒီမြေစုံထက်ပိုင်းမှာနေရာကွက်ကြားမိုးသည်ထန်သွားရွာသွန်းခြင်းများကြောင့်ရည်ကျင်းနာမြေကြီးကြာဆင်းနေရာမှာပြန်တက်လာခြင်းအကျဉ်းချင်းဖြစ်ပေါ်နေပါဦးမယ်။သကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ AR မြေအထက်ပိုင်း မေခါမြင့်နဲ့မလိခမြင့်ဝန်ဒေတာများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနေငယ်ရှိနေပါတယ်။အရာဝတီမြေရိုးတလျှောက်နဲ့ချင်းတွင်းမြေရိုးတလျှောက်မြေကမ်းအနီးမြေနှိမ့်ဒေတာများနဲ့မြေနုကျွန်းများမှာစိုက်ပျိုးလုကင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအရာဝတီမြေကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင့်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါတယ်။ပထမဦးစွာချင်းတွင်းမြေရေချင်းများကိုတင်ပြပေးပါမယ်။28ရက်ဆယ်လ2025ရက်နေ့6နိုင်ခွဲချိန်တိုင်းထွာကြရခန္ဒီမျိုးရဲ့မြေကြီးဟာအနှုတ်2စင်တီမီတာ တလက်မှခံထက်ကြပါတယ်။28ဆယ်လာ2025ရဲ့နေ6နိုင်ခွဲချိန်တိုင်းထွာကြရမုံရမြို့ရဲ့မြေကြီးဟာအနှုတ်30စင်တီမီတာလေးလက်မှခံထက်ကြပါတယ်။ချင်းတွင်းမြေကြီးအတက်ကြပုံမှန်နေထားခန့်မှာရှိနေပါမယ်။ထူးကဲမြေကြီးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာ။ခန့်ဒီမြို့မှာမြေကြီးဖြစ်ပြခြင်းဆက်လက်ကြာဆင်းနေပါမယ်။ဟုံမလင်းမြို့မှာမြေကြီးဖြစ်ပြခြင်းဆက်လက်ကြာဆင်းနေပါမယ်။ဖောင်းပြင်းမြို့မှာမြေကြီးဖြစ်ပြခြင်းဆက်လက်ကြာဆင်းနေပါမယ်။မော်လိုက်မြို့မှာမြေကြီးဖြစ်ပြခြင်းဆက်လက်ကြာဆင်းနေပါမယ်။ ကလေးဝမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။မင်းကင်းမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ကဏီမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။မုံရွာမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ဆက်လက်ပြီးတော့ ARD မြေကြီးခြေနေမြောက်ကိုတင်ပြပေးပါမယ်။ဗမော်မြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ရွှေကူမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ကတာမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ထီးကြိုင်မြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ ။တပိတ်ချင်းမြို့မှာမြစ်ရေဖြစ်ဖြစ်ချင်းဆက်လက်ကြာဆင်းနေပါမယ်။မန္တလေးမြို့မှာမြစ်ရေဖြစ်ဖြစ်ချင်းဆက်လက်ကြာဆင်းနေပါမယ်။စကိုင်းမြို့မှာမြစ်ရေဖြစ်ဖြစ်ချင်းဆက်လက်ကြာဆင်းနေပါမယ်။မြင်းမူမြို့မှာမြစ်ရေဖြစ်ဖြစ်ချင်းဆက်လက်ကြာဆင်းနေပါမယ်။ပခောက်ကူမြို့မှာမြစ်ရေဖြစ်ဖြစ်ချင်းဆက်လက်ကြာဆင်းနေပါမယ်။ရောင်ဦးမြို့မှာမြစ်ရေဖြစ်ဖြစ်ချင်းဆက်လက်ကြာဆင်းနေပါမယ်။ချောင်းမြို့မှာမြစ်ရေဖြစ်ဖြစ်ချင်းဆက်လက်ကြာဆင်းနေပါမယ်။မင်းမှုမြို့မှာမြေရေဖြစ်ဖြစ်ချင်းဆက်လက်ကြာဆင်းနေပါမယ်။ ။မကွိုင်းမြို့မှာမြေကြီးဖြစ်ပြခြင်းဆက်လက်ကြာဆင်းနေပါမယ်။အောင်လမြို့မှာမြေကြီးဖြစ်ပြခြင်းဆက်လက်ကြာဆင်းနေပါမယ်။ပြည်မြို့မှာမြေကြီးဖြစ်ပြခြင်းဆက်လက်ကြာဆင်းနေပါမယ်။စိတ်သာမြို့မှာမြေကြီးဖြစ်ပြခြင်းဆက်လက်ကြာဆင်းနေပါမယ်။ဟင်္ဒရာမြို့မှာမြေကြီးဖြစ်ပြခြင်းဆက်လက်ကြာဆင်းနေပါမယ်။ဇလုံမြို့မှာမြေကြီးဖြစ်ပြခြင်းဆက်လက်ကြဆင်းနေပါမယ်။အခုနောက်ဆုံးအနေနဲ့မိုးရေကြိမ်အခြေအနေများကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းဆိုင်ကလုန်းမုန်တိုင်းမွန်တာအချိန်နဲ့28ရက်နေ့မှာအရာဝတီတိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမွန်ပြည်နယ်ကရင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးရွာသွန်းပါမယ်။ကယားပြည်နယ်နေပြည်တော်ရှမ်းပြည်နယ်ကချင်ပြည်နယ်မကွေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးချင်းပြည်နယ်စကိုင်းတိုင်းဒေသကြီး နေပြည်တော်စူပါတိုင်းဒေသကြီးနဲ့ခရိုင်များအတွင်းမှာအောက်တိုဘာလ28ရက်နေ့မှာနေသားပါမယ်။များသောအားဖြင့်တာယာပါမယ်။ ဆိုင်ကလုံးမုန်တိုင်းမွန်ထားရှိနေအရာဝတီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမွန်ပြည်နယ်ကရင်ပြည်နယ်တနင်္သာရီတိုင်းဒေသကြီးရခိုင်ပြည်နယ်တို့မှာနေ့လယ်၁၂နာရီနောက်ပိုင်းမိုးရွာသွန်းပါမယ်။ပဲခူးတိုင်းဒေသကြီးအရှေ့ကျမ်းမှာတော့မနက်အစောပိုင်းချိန်မှာမိုးရွာသွန်းပါမယ်။ပသိမ်၊တာပေါင်း၊ဟိုင်းကြီးကျွန်း၊မြောင်းမြ၊ငပိုင်းချောင်း၊ကွင်းကောက်၊ကျုံပျော်၊အင်ကပူ၊ဟင်းဒရ၊ဒနုဘျူ၊ဇလွန်၊ငပူတော်၊လက်ပွတ်တာ၊ပြင်စလူ၊ဘိုကလေး cha bố, mò chôn, ê mê, hóa khẻ má, suy lo, mà ưu bình, bà gu, nhau lý bình, vô, suy cà hoa, tân nạp bình, ên đồ cổ, tạ ông nè, đại ưu, chào chi, mô, đào ngũ, phiêu, bên nguyên gồ, bên dữ lộ, chạy thù, bí lên, mò làm nhái, tạ thù, chóng dấu, bào, tân phiêu dạy, là mai, dì, ဆက်ဆဲမုတုံကြိုင်မယောကြိုင်ရင်စိတ်ကြီးဖရားသုံးစုကြိုက်တုံစုကလိဘောလာမြိုင်မြဝတီကော့ဂရိတ်ဖအံလိုင်းဘွဲ့ထီလုံးရှမ်းရွာသက်ဖာပွန်မြိုင်ကလေးရွှေကွန်းမြိုင်ကြီးငူကော့တောင်းတနင်းသာကြီးခမောက်ကြီးဘိတ်ပလောပလောက်ကျွန်းစုမြို့တဝဲရေဖြူတရချောင်း ပုတ်ပြင်းမောင်းမကန်တို့မှာနေ့လယ်၁၂နာရီနောက်ပိုင်းမိုးရွာသွန်းပါမယ်။ထပ်မံပြီးတော့၂၀၂၅ခုနှစ်အောက်တိုဘာလ၃၀ရက်မှ31ရက်နိုဝင်ဘာလ1ရက်မှ9ရက်နေ့ထိစောင်းမိုးရွာသွန်းမှုခံမှန်းချက်များကိုတင်ပြပေးပါမယ်။အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရစိတ်စိတ်မှာနေရကွက်ကြားမိုးအနှဲ့ငယ်မှမိုးအသင့်တင့်ရွာသွန်းပြီးမိုးအနှဲ့ငယ်ကြီးနိုင်ပါမယ်။ ကချင်ပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရခိုင်ပြည်နယ်နေရာအချို့တို့မှာမိုးအနှဲငယ်မှမိုးအထင်းထင်းနေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးအနှဲငယ်ကြီးနိုင်ပါမယ်။နိုဝင်ဘာလတရက်မှာလေရည်နေ့ထိအေယာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနေပြည်တော်မွန်ပြည်နယ်ကရင်ပြည်နယ်တို့မှာနေရာဆိတ်ဆိတ်မိုးနှဲငယ်မှာမိုးအထင်းထင်းနေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးကြီးနိုင်ပါမယ်။တနင်္လာနေ့တိုင်းဒေသကြီးရခိုင်ပြည်နယ် မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်ကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကွက်ကြားမိုးနှဲငယ်မှာမိုးအထင်တင်ရွာသွန်းနိုင်ပြီးမိုးအနှဲငယ်ကြီးနိုင်ပါမယ်။နိုဝင်ဘာလ9ရက်နေ့မှာတော့ရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းကယားပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ မိုးနိုင်ငံမှာမိုးတင့်တင့်နေရာကွာကြားမိုးရွာသွန်းနိုင်ပြီးမိုးနိုင်ငံကြီးနိုင်ပါမယ်။ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့မှာမိုးနိုင်ငံမှာမိုးတင့်တင့်နေရာကွာကြားမိုးရွာသွန်းနိုင်ကြောင်းတင်ပြလိုက်ရပါရခင်ဗျာ။အားလုံးပဲကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ။